တော်တဲ့ကိုကုလူသွားလာနေတဲ့ရဲဘော်တယောက်ကိုမင်းမိသားစုကိုထောက်ပံ့ပေးမယ်။ဟုတ်။နော်။မင်းမိသားစုတွေအပြည့်အဝထောက်ပံ့ပေးမယ်။မင်းငကားကိုတိုက်ပွဲထဲမှာနောက်ကနေပြစ်ပေးရလား။ဟုတ်ကိုတတ်ပေးရင်မိသားစုကိုနောက်ကန်ကိစ္စတွေအားလုံးဘာမှမပုံနဲ့။တိုက်ပွဲထဲမှာမင်းနောက်ကနေပြစ်ပေးရလား။ပဒငင်းရှင်များအားလုံးမင်္ဂလာပါခင်ဗျာကြိုထွန်းဘလော့ကနေပြန်လေးကြိုဆိုလိုက်ပါတယ်เนาะဒီနေ့ကတော့ကျွန်တော်ပြန်လေး share link လောက်ပေးသွားမှာကတော့ဘောနဂါကိုเนาะ ဘုံနကားကိုနေပြီးတော့နော်ဘုံနကားကိုနောက်ကျိုးကိုဓာတ်နဲ့ထိုးတာတော့တနေ့နဲ့ပြေးခိုင်းတာတော့နော်အများကြီးလုံးကျန်တယ်တဲ့အဲ့ဒါလည်းကိုဘုံနကားနေပြီးတော့မဖြစ်မနေတော့ဘိုးကလောကထုတ်ဖို့ပြောပြလာတာဘောနော်အဲ့ဒါလည်းကိုကျွန်တော်ဘုံသုဒ္ဓနဲ့နှလဲပြီးနားထောင်ကြည့်ပါမယ်နော်ခလုံးဆုလို့လူတွေရှိနေပြီတဲ့ဆုံးအောင်ကြည့်ဖို့တိုက်တွန်းရှင်ပါတယ်တဲ့ဘောပြီးနော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်အစားဆုံး Okay အစားဆုံးလိုင်းနားထောင်ကြည့်တော့လိုက် โอเคเนเน่อ่ะไปจิเลยเนเนาะเยโออโจ่เป็ดซี้ตัวมาซูโอเคซ้าซ้อนหน้าตองจิมะเนาะတော်လန်ရေးကိုအကျိုးပြည့်စည်သွားမှာဆိုးလို့မပြောပါဘူးဆိုတဲ့လူတွေကိုပြောထားမယ်ပြောပါတယ်လို့ဆိုတော့ပြောထားတယ်ပြောဖို့လည်းလိုအပ်လာပြီထင်လို့ကျွန်တော်မှနောက်ကျောအသားတွေရောနံပြည့်အသားတွေရောနောက်ကျောအသားတွေရောနံပြည့်အသားတွေစုံလာပြီဗီဒီယိုဖိုင်တက်တင်ရှိမြို့နယ်ပါအဖနဲ့ဆက်ဆက်တဲ့အဖွဲ့ကနေပြီးတော့ကျွန်တော်တဲကိုကုလူသွားလာနေတဲ့ရဲဘော်တယောက်ကိုမင်းမိသားစုကိုထောက်ပံ့ပေးမယ်ဟုတ်နော် င်းမိသားစုတွေအပြည့်အဝထောက်ပံ့ပေးမယ်မင်းငကားကိုတိုက်ပွဲထဲမှာနောက်ကနေပြစ်ပေးရလားဟာမင်းသားစုကအကုန်လုံးစားစားရထောက်ပံ့ပေးမယ်ပြစ်ပွဲထဲမှာနောက်ကနေပြစ်ပေးရလားအဲ့ဒီလိုမေးတဲ့ဗီဒီယိုဖိုင်ရှိတယ်ဟာကျွန်တော်အချက်လက်နဲ့မပါဘဲနဲ့ကိုင်းမပြောဘူးကျွန်တော်ဘလိုက်တိုင်းမှာကျွန်တော်ပြောတဲ့စကားကိုကျွန်တော်တာဝန်ခံအဲ့ဒီလိုပြောထားတဲ့ဗီဒီယိုတောင်မှကျွန်တော်ဒီနေ့ဒီချမပြခဲ့ဟုတ်တယ်နော်တော့ချမပြလာသေးဘူးအဲ့ဒီဗီဒီယိုဖိုင်လေးကတော့ချပြလာရင်တော့ဘလို့ပြက်ကောင်ပါဘောနော် ဒေါ်လာရဲ့အကျိုးစီးပွားကိုကြည့်တယ်ဆိုတာအဲ့လိုမျိုးကြောင့်နော်ပြောတဲ့အပိုင်းတွေကိုပဲပြောပြီးကျွန်တော်ထိန်းထားခဲ့ကျွန်တော်ကိုတတ်ပေးရင်မိသားစုကိုနောက်ကန်ကိစ္စတွေအားလုံးဘာမှမပုံနဲ့တိုက်ပွဲထဲမှာမင်းနောက်ကနေပြစ်ပေးရတာဟုတ်တိုက်ပွဲမှာနောက်ကနေပြစ်တိုက်ပွဲမှာသွားနေတဲ့လူကိုဟိုနောက်မှာအာနာယူနေတဲ့လူတွေကဒီလိုမျိုး อ่าဟိုနောက်မှာဆိုတော့ထက်ကလူကြီးတယ်လားအောက်ကလူကြီးတယ်လားအဲ့လိုမျိုးခိုင်းတာဖြစ်မယ်နော်ပြန်ကြည့်တာနော်အဲ့ဒီမှာရဲဘော်ကအဲ့လိုမျိုးတော့မလုံနိုင်ဘူးနော်ကိုနဂါကမလုံနိုင်ဘူးဆိုပြီးတော့ပြောလို့မဟုတ်ပါဘူးမင်းစိတ်သက်ကိုသိချင်လို့စမ်းကြည့်တာပါဆိုပြီးတော့ရှင်းချသွားတယ်ရှင်းချသွားတယ်နော်တကြိမ်တကြိမ်နော်အခုဟိုတနေ့ကအဲ့ဒီအခုကျွန်တော်တည်းကသစ္စာဖောက်သွားတဲ့လူတွေနော်မြို့နယ်ပါပါဘက်ကဖတွေလေးမြို့နယ်ပေါင်းပြီးတော့ဟမ်းဖို့ကြံစီတယ်ဆိုတဲ့နေ့က အဲ့ဒီအစီဝေးတဲ့ကနေပဲချက်ချင်းသတင်းလမ်းပေါ်တယ်။ဟာစီဝေးလောက်နေတာကနေချက်ချင်းသတင်းပေါ်တယ်။ကိုနကားကိုပြောလိုက်ပါအောင်။နော်ဒီလိုဖမ်းဖို့လုပ်နေကြတယ်ကျွန်တော်အစီဝေးပြင်ပကိုခဏထွက်ပြီးတော့ပြောရအောင်။ဟာခိုင်မဲ့ကိုကိုနကားဘက်မှာတကယ်သက်ဆိုင်ရှိတဲ့လူတွေရှိနေလို့ပေါ့နော်။ကျွန်တော်ပြောတယ်ဆိုတော့မသိပါသေးနဲ့။ဒီလိုနဲ့အစီဝေးလုပ်နေ။နောက်အစီဝေးဆုံးဖြတ်ချက်ဘယ်လိုဆိုတာပြောမယ်ဆိုတော့အစီဝေးဆုံးဖြတ်ချက်မှာဖမ်းဖို့တီးတော့အဆင်မပြေတော့ဘူး။သူနဲ့ပတ်သက်တဲ့ထောက်ဖို့တွေကိုသူတို့လိုက်ပြီးတော့အုပ်စုဖွဲ့ပြီးတော့နော်ဒီ ထောက်ဖို့ဖြတ်တော့ကိုလုံးမယ်လောလောဆယ်လုံးမယ်ဆိုပြီးတော့သူတို့ဆုံးဖြတ်ကြတယ်။ဟင်းဟောနော်။ဒါကအတော့နဲ့လာတဲ့သတင်းတွေကျွန်တော်မှာအချက်လက်တွေရှိတယ် data တွေရှိတယ်။ဟင်းဒေါ်လာရဲ့မျက်နှာကိုထောက်နေလို့မပြောရဲဆိုတာအဲ့ဒါမျိုးပြောတာ။ဟုတ်တယ်နော်ဒေါ်လာရဲ့မျက်နှာထောက်နေလို့မဟုတ်လို့ရှင်ပို့ထွက်လာတယ်။ဒါမဲ့ကျွန်တော်ပြောရအောင်။အဲ့ဒီလိုကြံစီမှုမျိုးကတစ်ချိန်ကြံစီဘူးတဲ့။ဟိုအစောပိုင်းမှာ။ လူသတ်မှုကိစ္စတွေရင်းမှမျိုးနဲ့မှာလူသတ်မှုကိစ္စတွေပြောပြီးတဲ့နောက်မကြခင်မှာအဲ့ဒီပြောတဲ့လူကိုနော်တတ်တဲ့လူနဲ့နော်ခုခုတပြေဘုဒ္ဓမနိဆိုတာတွေနဲ့မျိုးနယ်ကနေရာပေးလိုက်တဲ့ energy ကနေရာပေးလိုက်တဲ့ပုံကိုယ်တွေပေါင်းပြီးဖမ်းဖို့အော်ပြေလို့မရဖမ်းမယ်အဲ့လိုမျိုးပေါ့နော်ရှင်မောင်လိုင်းရွာမှာอืมအစီဝေးလာလို့ အဲ့ဒီစကားကိုခင်းခင်းခြင်းပဲမြေပြင်မှာရှိတဲ့ရဲဘော်တွေကပုံနဂါးကိုဖမ်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတူမီတွေကိုမိပုံရှုပ်ပြီးထိုင်နေလိုက်အောင်မယ်ဆိုပြီးတော့ပြောလို့ရှော့ချသွားတယ်။အော်ဟောရနော်။မဟုတ်ပါဘူးအဲ့လိုသဘောမတူရင်လည်းမလုပ်ပါဘူးဆိုပြီးတော့နောက်စကလုံးကိုရှော့ချသွားတယ်။အသက်မတော်လန်ရေးကဲဟောပြီကျေးဇူးတင်ပါတယ်နော်ဒါကတော့တကယ်ရေးကြည့်တဲ့ဖိုင်နယ်လေးပေါ့နော်ကဲကျေးဇူးတင်ပါတယ်နောက်ထပ်ပြီးတော့ပြန်တွေးကြမယ်နော်ဘိုင်ဘိုင်